မြန်မာနိုင်ငံရဲ့ pre-boga ကအခန်းကဏ္ဍတိုးတက်ဖို့ hearing က pre-boga လက်ရာတွေသာမကဒီပက လက်ရာတွေကိုပါပြသထားတဲ့ရန်ကုန် lifestyle furniture fair ပြပွဲဟာလာရောက်လည်လာဝယ်ယူသူတွေဖို့အထူးလျှော်စီးတွေကိုပါပြင်ဆင်ထားပါတယ်။ပြပွဲမှာဝင်ရောက်ပြသနေတဲ့ pre-boga လုပ်ငန်းတွေကတော့ hearing က pre-boga ကဏ္ဍမြင့်တင်မှုအတွက်ကျွန်း pre-boga ကိုပဲအားကိုးနေကြပါတယ်။အထူးလျှော်စီးတွေအထူးစီစဉ်တွေရရှိနိုင်မဲ့ ရန်ကုန် Lifestyle Furniture Fair မှာပါဝင်ပြသနေတဲ့ Casabella Luxury Home Furnishing Center က pre-book ပစ္စည်းတွေကဈေးကောင်းပြီးပုံမှန်ဝင်ငွေရှိသူတွေအတွက်အထူးစနစ်တစ်ခုကိုပြင်ဆင်ထားပါဗျ။ ဒီ download ပြီလို့မှုရာတွေကိုမတို့ Lorenzo sofa တွေမတို့ hire purchase နဲ့ရောင်းပေးပါတယ်။ဆယ်သိန်းမှုဝယ်မဲ့လူကြောက်ဟာဟလာသူက3သိန်းပဲပေးရမယ်။သူက9သိန်းကိုအရေးကြနဲ့တစ်နှစ်ပေါ့နော်။ငွေသွင်းမယ်ဆိုလို့ရှိရင်သူကဟာ download ပြီလို့မှုရာယူတော့ပိုင်ဆိုင်နိုင်ပြီပေါ့နော်။ပုံမှန်ဝင်ငွေရှိတဲ့ နော်လူငယ်တွေလူကြီးတွေအကုန်လုံးပေါ့နော်ဒီဟိုပါပေါ့နော်ဟိုဝန်ထမ်းတွေလည်းအကုန်လုံးဟို30နှစ်အောင်ဆိုပြီးမတော်စီစဉ်လိုက်တာပါအဲတန်းတော့ပြီလို့မို့ရတလုံးဝယ်ယူတိုင်းကိုအဲဂရင်တလုံးလက်ဆောင်ပေးတယ်ပေါ့နော်ဆိုအရင်အတွက်နဲ့အဲ့လိုပေါ့နော်မှားထားတဲ့အတွက်ကြောင့်ဟို special ဈေးနှုန်းတွေရမယ်အဲပြီလို့ရှိရင်အခုလိုအတ္တဆန်းပစ္စည်းတွေကိုလည်းချက်ချင်းဒီဟိုဆိုင်မှာမပြရသေးတဲ့ဟာတွေလည်းဒီကွဲမှာပြတ်ပစ်တယ်ပေါ့နော်ဆိုအဲ့လိုမျိုးလေးတွေတော့ကွာခြားတာပေါ့ပြဝဲမှာဝင်ရောက်ပြတ်တာနေတဲ့လှတရပူပြိဘောကဟာ ကျွန်းနဲ့ပြုတ်လုထားတဲ့ပရိဘောဂပစ္စည်းတွေကို အထိကရောင်းချနေပါဗျ။ဖလာဒရဘူပရိဘောဂဆိုင်ရှင်ဒေါမီအီမွန်ကတော့မြန်မာလူမျိုးတွေရဲ့အကြိုက်ကကျွန်းပရိဘောဂဖြစ်ပြီးဝယ်လူအားများသလိုဈေးနှုန်းမြင့်မားပေမဲ့လည်းနိုင်ငံခြားအဝင်ရောက်လာတဲ့ပရိဘောဂပစ္စည်းတွေထက်ပုံမှန်ခိုင်ခန့်မှုရှိတယ်လို့ဆိုပြီးကျွန်းပရိဘောဂတွေဟာမြန်မာနိုင်ငံရဲ့ပရိဘောဂကဏ္ဍကိုမြင့်တင်နိုင်မယ်လို့ယူဆနေပါဗျ။ ဗမာလူမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုကျွန်းဟိုပေါ့နော်တိုင်းနဲ့တက်တယ်ပေါ့နော်ဝဲတူတွေကဘာလို့ဆိုတော့ဟိုဈေးတော့ကြီးရယ်ပေါ့နော်အစားထိုးပစ္စည်းတွေလည်းအခုဆိုရင်အများကြီးဒီမြန်မာနိုင်ငံကိုတွင်းလာကြတယ်မှန်တယ်ဒါပေမဲ့ဟိုခိုင်ခန့်မှုကြတော့စိတ်သားတို့ဘာလို့ကြတော့ဟိုအချိန်ကာလတစ်ခုပဲဟိုရှိရယ်ပေါ့နော်ကျွန်မတို့ကျွန်းပစ္စည်းကြတော့ဒါတက်တက်လုံးစားပေါ့နော်တက်တက်လုံးဝအတွက်ခိုင်ခန့်မှုရှိရတဲ့အတွက်ကြောင့်မလို့တိုင်းနဲ့တက်ကြတယ်တကယ်တက်နိုင်တဲ့လူတွေကတော့ကျွန်းဝင်ပဲဝယ်ကြတယ်ဒီကျွန်းပတိဘောကကိုပဲကျွန်မတို့က quality မြင့်ပြီး တော့ပေါ့နော်ဟိုဆက်လက်လှုပ်ဆောင်သွားခြင်းလည်းပေါ့နော်ဟုတ်ကဲ့ရန်ကုန် lifestyle furniture fair ကို thousand islands business group ကဦးဆောင်ပြီး2017ကစတင်ကျင်းပခဲ့တာဖြစ်သလိုရန်ကုန် lifestyle furniture fair 2015ကတော့ဆက်နှစ်ကြိမ်မြောက်ကျင်းပတာဖြစ်ပါတယ်ရန်ကုန် lifestyle furniture fair 2015ပြပွဲမှာကုမ္ပဏီပေါင်း32ခုကပြကန်းပေါင်း164ခန်းဝင်ရောက်ပြသထားပြီးဝါချွတ်မှာအိမ်အောင်ပြည့်မဲ့သူတွေ စိတ်တိုက်စည်းနှုံးနဲ့ပစ္စည်းအမျိုးအစားတွေတနေရာတဲ့ဝယ်ယူနိုင်မယ်လို့ Thousand Islands Business Group ကဥမျက်စော်ကဆိုပါတယ်မြန်မာပြည်မှာရှိတဲ့ပြည်ပေါ်ကလုပ်ငန်းရှင်များသူတို့ရဲ့လက်ရည်တွေပေါ့နော်ဒီဇိုင်းတွေတော့ပုံစံအမျိုးမျိုးပေါ့နော်ဒါမျိုးလေးတွေလည်းပြည်သူပြည်သူလည်းပြတ်တာကြင်တယ်တခြားပြည်ပကနေပြီးတော့လည်းပြတ်တာမဲ့တော့ products အဖြစ်တွေတော့ design တွေကိုလည်းပဲပြည်တွင်းကနေမြင်းစီရှင်းတယ်အဲ့တော့အဲ့လို compare လုပ်လိုက်ခြင်းအပြင်တော့တဖြည်းဖြည်းနဲ့ဒီ pre-book က ခစ်ကတဖြည်းဖြည်းတိုးတက်လာအောင်လို့ပေါ့နော်တိုးတက်လာမယ်ပြီးလို့ရှိရင်ကြီးကြီးပြင်းပြင်းသိသွားမယ်ပြီးကဘာသိအောင်လို့ပေါ့အဲအဲ့ဒါလေးကိုကျွန်တော်ပြပေးချင်တာပါမြန်မာနိုင်ငံက pre burger တွေကိုကြီးပတင်ပို့ရင်ပစ္စည်းရေသွေးအာမခံနိုင်မှုကအရေးကြီးတာကြောင့်ပြည်ရင်းလုပ်ငန်းရှင်တွေဟာအရေးသွေးကောင်းမွန်တာကိုအထူးကထားလှုပ်ဆောင်နေတယ်လို့ United Wool Industry Company ကဦးဝင်းသူကဆိုပြီးနိုင်ငံတကာမှာမြမကျွန်းတက်ကိုတံပိုးထားကြတယ်လို့လည်းဆိုပါတယ် ကိုယ်ကုမ္ပဏီကပို့တဲ့ခုံနေဆိုမိတ်နေမြန်မာဆိုတဲ့တစ်စိတ်ကိုပုံမှာ printing လုပ်ပြရတယ်။သူတို့အဲ့အတွက်ကိုဟိုပါပေါ့တမိုးထားတယ်။မြန်မာနိုင်ငံကျွန်းတစ်မြန်မာနိုင်ငံလက်ရာဆိုတဲ့ဟာပြပေါ့။ဒါပေမဲ့သူတို့ရဲ့ login နဲ့ accuracy ကိုအရင်ရအောင်လုပ်ပြရတယ်။ဒီတစ်အယောင်နဲ့ဒီအစ်တစ်အယောင်နဲ့ဆိုလိုက်မယ်။အဲ့ဒါမျိုးလေးကတော့ experience အများကြီးတော့လိုတယ်။ကိုရောတော့ကိုနေတာ session နှစ်လောက်ရှိပြီဆိုတော့တော်တော်လေးတော့လွတ်ကျက်နေပါပဲ။